ဘကိုးတိုင်းပန်းတောင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ညောင်ကျိုးဗျူဟာစခန်းကုန်းကိုအလုံးစုံသိမ်းပိုက်ရရှိပြီလို့ AA ကဒီကနေ့မှထုတ်ပြန်ကြေညာလိုက်ပါတယ်။ AB နေ့ရက်နေ့မှာဘကိုးတိုင်းညောင်ကျိုးဗျူဟာကုန်းစခန်းကုန်းကိုရခိုင်တပ်တော်ကအလုံးစုံသိမ်းပိုက်ရရှိနိုင်ကြောင်း၎င်းစခန်းကိုမတ်လ18ရက်နေ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး16ရက်အကြောင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း AA အနေနဲ့ဂစင်ကလျားထုတ်ကွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရတဲ့အခွင့်အရေးရှိခဲ့တော်လဲတဖက်သက်အပြည့်ရ ရက်ခဲ့တာကြောင့်အဆိုပါနေရာများကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်တော့ဘဲထိုးစစ်များကိုရပ်တန့်ခဲ့တယ်လို့လည်းဆိုပါတယ်။ရခိုင်တပ်တော်ကအေပီလာတရက်နေ့ကစပြီးညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ကိုကန်တောင်အဖွဲ့စည်းတဲ့အတူတလတာတစ်ဖက်သက်အပြစ်ရက်စဲခဲ့ကြေညာခဲ့ကြောင်းမြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေကတစ်ဖက်သက်အပြစ်ခတ်ရရချင်းမှာမလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ပြည်အမြင့်ငလင်ကြီးတစ်ခုနဲ့နောက်ဆက်တွဲငလင်ငယ်တွေကြောင့်ပြည်စည်းဆုံးရှုံးခဲ့ရတဲ့စကိုင်းမန္တလေးရှမ်းပြည်ပဲခူးတိုင်းနဲ့နေပြည်တော်အပါအဝင်အခြားသောဒေသများကငလင်ဒန်းသင့် င်ပြည်သူအလူထုများကို လူသားချင်းစာနာထောက်ထားတဲ့စိတ်နဲ့မိတောင်စုစိတ်တဲ့အပြည့်အဝရှိလာကြောင်းလို့ဆိုပါတယ်။စစ်ကောင်စီကကြီးညာထားတဲ့တပတ်သက်အပြည့်ရဲစေးကြီးကြီးညာချက်ကိုချိုးပေါက်ပြီးအေဘီလာနေ့ရက်နေ့မှာ၎င်းနေ့ရက်မတိုင်မီရက်များနဲ့အတူရခိုင်ပြည်နယ်ကြောက်ပြူမြို့နယ်စစ်တွေမြို့ပတ်ဝန်းကျင်မှာရှိတဲ့ရခိုင်တပ်ဖွဲ့ဝင်များကိုလက်နက်ကြီးဒရော့ဘုံလေးချောင်းနဲ့စစ်သင်းမောများဘော်ကနေပြစ်ခတ်တိုက်ခိုက်ခြင်းများယနေ့အချိန်အထိနေစဉ်ရက်ဆက်ပြုလုပ်နေဆဲဖြစ်ကြောင်းဒါအပြင်စစ်ကောင်စီဟာဘကိုးတိုင်း AR တိုင်းနဲ့အခြားဒေသများကရခိုင်တပ်တော်ရဲ့စစ်ကြောင်းများကိုလည်း ဲ့နေတိုင်းတံပြန်ထိုးစစ်များဆင်နွှဲနေလျက်ရှိတယ်လို့ဆိုပါတယ်စစ်ကောင်စီကအေဗီလာနေရနေမှာရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းကတပြူတောင်ကြီးရွာပြားတဲ့ကြီးရွာပြင်းရှည်ကြီးရွာအနီးမုံးကျင်များသို့လက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြအောင်စစ်ကောင်စီရဲ့တစ်ပုတ်တောင်ရေတပ်စခန်းက ဒိုးတောင်အမှတ်32ရဲတပ်ရင်းမြေပြင်စစ်ကြောင်းများကနေအဓိကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအေဘီလာ၂ရက်နေ့တရက်ထဲမှာပဲဒရော့ဘုံအရှိအတွက်60ကျင်းခန့်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု60ကျင်းထက်မနည်းလုံဆောင်ခဲ့တယ်လို့ဆိုပါတယ်ဒိုးတူနှစ်ဘက်ရင်ဆိုင်တပ်တွေရှိတဲ့စစ်တွေမျိုးနဲ့ပုံနာကျုံမျိုးဘက်မှာလည်းစစ်ကောင်စီရဲ့ရွှေမင်းကန်စိတ်ကန်းဘက်ကပေါက်တော်မျိုးငပြီကျွန်းဘက်သို့120မမလက်နက်ကြီးနဲ့6ချင်းကျန်တိုင်းပြစ်ခတ်တိုက်ခိုက်ခဲ့ပြီး AB 3ရဲနေ့ကနေ9ရဲနေ့အထိနေရမြန်မာလဲစစ်ကောင်းစီကတိပောက်တောင်ရေးတဲ့စကံ ိုးတန်းတောင်အမှတ်30နှစ်တရင်များနဲ့မြေပြင်စစ်ကြောင်းများအပြင်စစ်တင်မော်ဂျက်တိုက်လင်းရင်များကိုအသုံးပြုပြီးကြောက်ပြူမျိုးနဲ့အတွင်းကကြက်တိန်၊တပြူတောင်၊ပြရတဲ့၊ပြင်းရှိ၊လိတ်ခမော်ကလာပါဟင်းခက်ပြင်းကြီးရွာပတ်ဝန်းကျင်များတို့လက်နက်ကြီးဒရော့ဘုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့အပြင် Jet Fighter များစစ်သင်္ဘောများဘောကလည်းပြေကတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ April 9ရက်နေ့တရက်ထဲမှာပဲဒရော်ဘုံအကျဉ်းရေအရေအတွက်60ကျော်နဲ့လက်နက်ကြီးပြေကတ်မှုအကျဉ်းရေ90ကျော်ထပ်မနေစစ်တွေမြို့နယ်ချောင်းတွေမင်းငံရွာများမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်တွေမြို့နယ်မင်းလာရွာမှာရှိတဲ့မိမိတို့ရဲ့တပ်ဖွဲ့ဝင်များအားဒရုန်းဖြင့်မနက်9:28မိနစ်မှာစတင်ပြီးတော့နှစ်ကြိမ်တိုင်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ထို့အတူ April 9ရက်နေ့ညနေ3:45မိနစ်အချိန်မှာရခိုင်ရိုးမတောင်တန်းအထက်မှာရှိတဲ့ အေအေတပ်ဖွဲ့ဝင်များရှိရာနေရာသို့စစ်ကောင်းစီကဝိုင်းတွဲဂျက်လီယင်ဖြင့်ပုံကျတိုက်ခိုက်မှုတွေလုံဆောင်ခဲ့တယ်လို့ဆိုပါတယ်မြန်မာနိုင်ငံလက်ပိုင်းမှာပြည်သူများငလင်းဒဏ်ကြောင့်တေဆုံးပျက်စီးမှုများဖြစ်ပေါ်နေခြင်းစစ်ကောင်စီရဲ့တပ်နာရေးဝန်ကြီးမန္တလေးဝန်ကြီးချုပ်မျိုးအောင်နဲ့စစ်ဗိုလ်ချုပ်တစုဟာကြောက်စင်မြို့ရွှေသိမ်းတော်ပရားမှာအဓိဋ္ဌာန်ပွဲထိုးရရရခြေသွွားကြောင်းကြောက်စင်မြို့နေတန်ကနာယကအပွဲဝင်တန်ကတော်တချို့နဲ့ကြောက်စုံမြို့ပြည်သူများကဆိုပါတယ်အေဘီလ၄ရက်နေ့မှာ စစ်ကောင်စီရဲ့လက်အောက်ကမန္တလေးတိုင်းဝန်ကြီးချုပ်မျိုးအောင်တာသနာရေးဒူးဝန်ကြီးနဲ့စစ်ဘိုလ်ချုပ်တစုဟာ မဟာရွှေသိမ်းတော်ဘုရားမှာအဋ္ဌဒံတရားနဲ့ရှစ်ပြီးငပြောပွဲထိုးပြီးတော့ပွဲပြီးကနိုင်ငံတော်ဝန်ဘေးကက်သင်းမှုကိုကြော်လွားဖို့ယတရားချေခဲ့ကြကြအောင်အဆိုပါယတရားချေမှုမှာနေပြည်တော်ကနေစစ်ကောင်စီရဲ့ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ညွန်ကြားချက်အရာဖြစ်တယ်လို့ဆိုပါတယ်နေပြည်တော်ကညွန်ကြားလို့ယတရားလားချေပြီးပွဲထိုးတာလို့ပြောတယ်အဲဒီနေ့ကဘုရားကိုပြည်သူတို့ချို့တက်ခွင့်ခဏပိတ်ထားပါတယ်ဘုရားပြန်ဖွင့်တော့ပွဲတွေထိုးထားတာတွေ့ရတယ်ယတရားလာလောက်တာလို့သိရကြအောင်ကြောက်စင်မြို့ကန်တူကဆိုပါတယ် မဟာရွှေသင်တော်ဘုရားဟာဆူတောင်းပြည်တဲ့တို့ကြောကြပြီးအနောရထာမင်းကတဲထားခဲ့ကာအရှင်အာရဟံကတိမ်သမုတ်ခဲ့တယ်လို့ရာဇဝင်သမိုင်းများအရာဖော်ပြထားပြီးကက်ကျော်ဘုရားတခုအဖြစ်လဲလက်ခံထားကြကြောင်းကြောက်စင်မျိုးကတန်ဃာတော်တစ်ပါးကမိန်ပါတယ်။ရွှေသင်တော်ဘုရားကအနောရထာမင်းကြီးတဲတဲ့အရှင်အာရဟံကတိမ်သမုတ်တဲ့ဘုရားကြီးတီးရှိတဲ့သင်းတောင်းမျိုးရွာမှာတက်ကြဲ့ 1280ပြည့်နှစ်ဝန်းကျင်လောက်မှာယောဂဗျာတွေကြတဲ့လူတွေအတော်သေးကြတာကက်ကြီးဖြစ်တာပေါ့အဲ့ဒီအချိန်မှာအိမ်မက်အရာရွှေသိန်းတော်ဘုရားဇေဒီကိုပြန်လဲတူပေါ်ရှားပွေတဲထားမှကက်ဘေးကနေအကုန်ငိမ့်သွားတာကက်ကျော်ဘုရားလိုလဲတကိုးကြီးတဲ့ဘေးအန္တရာယ်တွေကက်တွေကြော်နိုင်တဲ့ကက်ကျော်ဘုရားဇေဒီလိုတကိုးကြီးကြောင့်ပြောစမှတ်ပြကြကြောင်း ကျောက်စေတန်ကတော်ကမိန့်ပါတယ်။မလာနစနေရှိရနေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ပြည်သူ3400ကျော်သေဆုံးခဲ့ပြီးပြည်သူတန်းချီအတိဒုက္ခရောက်နေလျက်ရှိကစာဝုံနေကြီးအတွက်နေထိုင်ရန်အိမ်လျက်စင်ပြီးရေစင်းဝါးနဲ့လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်နေလျက်ရှိပါတယ်။မကွေးတိုင်းစေတုတ်တရာမြို့နယ် ကုတော်ပြူစောတိကြီးဝါနီမှာခီးတဲ့တင်ကားနှစ်စီးကိုကျမ်းပတ်စစ်တပ်ကပြစ်ခတ်ခြင်းကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့တယ်လို့စေတုတ်တရားမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။ AB 3ရက်နေ့ည9:00နာရီအချိန်စေတုတ်တရားမြို့နယ်ကုတော်ပြူစောတိကြီးဝါနီအောက်ဝေါ်ရွာအကြမ်းမှာခီးတဲ့ရင်ကားနှစ်စီးကိုကျမ်းပတ်စစ်ကောင်စီတပ်ကပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်ကိုတော်လိုင်းရင်တပ်ဖွဲ့များကလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းကျမ်းပတ်စစ်ကောင်စီရဲ့စစ်တပ်လော်ဘီများကဝါဒဖြန့်နေပြီး၎င်းတိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာအနီး AB လာတရက်နေ့ကလေးကစတင်ကနေမြေရှင်းလင်းရေးလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်း၎င်းနေရာမှာကျမ်းပတ်စစ်တပ်စစ်ကြောင်းနဲ့အင်အား ား60ကျော်ခန့်ရှိတဲ့စစ်တပ်ကင်းမုံတို့ရှိတယ်လို့ဆိုပါရယ်။တေဆုံးသူပြည်သူ၄ဦးရှိတယ်။အလောင်းတွေကိုသူတို့ပဲတည်သွားတာဆိုတော့အတိအကျမသိဘူး။သူတို့ကစီရီမှာအတော်ဆိုးရင်လာရပြီးဒီနေ့မှာပြူစောတိဖွဲ့ဖို့ခေါင်းဆောင်တွေလည်းခဏခဏရှင်းခံနေရတာ။အဲ့ဒါကိုပြည်သူနဲ့ကျွန်တော်တို့အကြသွေးခွဲနီးပေါ့။အေဘီနာတရက်နေ့ကလေးကစီတုတ်တရံမြို့နယ်တောင်ပိုင်းမှာအင်အား35ဦးလောက်နဲ့နေမေရှင်လေးရေလောက်တာ။အေဘီ3ရက်နေ့မှာမွန်စောရွာနာကိုရောက်တယ်အဲ့ဒီမှာတင်းနန်းစင်း60လောက်နဲ့စစ်ခွေး9កောင်ရှိတယ်ညဇုံကင်းပုံးဝတ်တယ်အဲ့ဒီလမ်းတစ်လျှောက်မှာ စစ်ခွေးကိတ်နှကိတ်ရှိတယ်လို့စစ်တုတ်တရာမျိုးတွေကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီက၎င်းဖြစ်စဉ်နဲ့ပတ်သက်လို့တော်လိုင်းအင်အားစုများအပေါ်ပြည်သူလူထုကအမြင်မှားစေရန်ရည်ရွယ်ပြီးသတင်းထုတ်ပြန်ခဲ့ကြကြောင်းအကြမ်းဖက်စစ်ကောင်စီရဲ့ပြည်သူအပေါ်ကျူးလွန်တဲ့ထိုလောရတေကိုစစ်တုတ်တရာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ပြင်းပြင်းထန်ထန်လက်တော့ပြန်တော့မှဖြစ်တယ်လို့ဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီကစစ်ရှုံးနိုင်နေစဉ်မှာစီးရေးပြင်းမဲ့နဲ့မသက်ဆိုင်တဲ့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများအများသည့်ပြည်သူများနေထိုင်ရာရပ်ကွက်အတွင်းသို့လေကြောင်းပြန်ပုံကျဲခြင်းကြီးရွာအတွင်တပ်ဆွဲပြီး လူသားလူသားရှိတဲ့နေရာများမှာမိုင်းထောင်ခြင်းနေဘက်မှာခီးသွွာလာခြင်းများကန့်သက်ပြီးငွေညစ်ခြင်းညဘက်မှာပုံမှန်144နဲ့ညမထွက်ရအမိန်ထုတ်ကာခီးသွွာပြည်သူများကိုပြစ်ထက်ခြင်းစစ်မှုထမ်းဥပဒေအသုံးပြုပြီး၎င်းတို့ဖမ်းလို့တဲ့လူများကိုအတင်းအဓမ္မဖမ်းဆီးခြင်းငွေညစ်ခြင်းများလုပ်ဆောင်နေကြပါတယ်။မန္တလေးမှာယမန်နေ့ညပိုင်းလေကြီးမိုးကြီးကျနေခြင်း နေအိမ်ကိုဓားကင်လူတစုကအနုချမ်းစီဓမြတိုက်ရန်ကြိုးစားလို့ပြည်သူများစုဝေးပြီးဖမ်းဆီးလိုက်ကြောင်းသိရပါဗျ။အေဘီလ9ရက်နေ့ည9:00နာရီအချိန်မဟာအောင်မြေမြို့နယ်စိန်ပန်းရက်ကွက်အေးဒုက္ခ41လမ်း60လမ်းမှာရှိတဲ့နေအိမ်ကိုဓမြတိုက်အနုချမ်းစီရန်လူအုပ်စုကဝင်ရောက်လာခဲ့ကြကြောင်းအင်ရှင်များကပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းလို့ဓမြများထွက်ပြေးသွားရာပြည်သူများကဝိုင်းဝန်းလိုက်ကြကြောင်းတို့ရမှအနုချမ်းစီဓမြတိုက်ရန်ကြိုးစားသူများကိုဖမ်းမမိခဲ့ဘူးလို့ဆိုပါတယ်။မိုးရီလီလီကြာနေချိန်မှာမိကလည်းမလာဘူး။ အမောင်ကိုအခွင့်ကောင်းယူပြီးအနှုတ်ချမ်းစီတာပြည်သူကားတော့ရရဒုတ်လက်နဲ့ကင်ပြီးတော့လိုက်ကြတာမမိလိုက်ပါဘူးဘာတွေပါသွားလဲတော့မသိဘူးအခုမိုးကြီးလေကြီးကြတော့အကုန်လုံးထိုင်ပြီးလုံခြုံရေးစောင့်နေရတယ်တကိုးတွေလည်းပေါ်မပေါ်ပြားဓာတ်ကင်ပြီးလူရဲချင်တဲ့လူတွေလည်းပေါ်ပါမိတွေကမလားနေစရာကမရှိအရန်ကိုဒုက္ခရောက်ရတယ်လို့မန္တလေးမြို့ကန်တူးကဆိုပါတယ်ဒီမနေ့ညမှာမိုးကြီးလေကြီးကြောက်လို့နောက်ဆက်တွဲငလင်ကြောက်လို့တဲများဖြင့်နေထိုင်နေရတဲ့ပြည်သူများဟာအတိဒုက္ခရောက်နေကြရပါတယ်။ မြန်မာနိုင်ငံလယ်ပိုင်းမှာမလနာစံရဲ့10ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလင်ကယ်ဆယ်ရေးလုံးမဲ့မြေတီအပွဲမဆိုတီးချားလွတ်လပ်စွာရက်တီဆောင်ရွက်ခွင့်မရှိဘဲကြိုတင်ခွင့်ပြုချက်တောင်းခံရမှာဖြစ်ကစစ်ကောင်စီနဲ့ပူးတွဲဆောင်ရွက်မှခွင့်ပြုမယ်လို့အကြံဖက်ဒုတိယစစ်ခေါင်းဆောင်စိုးဝင်းကဆိုလိုက်ပါတယ်။နေပြည်တော်ပြုလုပ်တဲ့စစ်ကောင်စီအထူးအစည်းအဝေးမှာအကြံဖက်စိုးဝင်းကထပ်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ကိုကြီးကယ်ဆယ်အပွဲများအနေနဲ့မြေတီအပွဲအစည်းကိုမဆိုတီးချားလွတ်လပ်စွာရက်တီပြီးဆောင်ရွက်ခွင့်မရှိဘဲကြိုတင်ခွင့်ပြုချက်တောင်းခံတဲ့အပွဲအစည်းများဖြစ်ဖို့လိုအပ်ပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အ တူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးမှာဖြစ်ကြောင်းမူဝါဒတရားအနေနဲ့ဆောင်ရွက်သွားရန်လိုအပ်ကြောင်းတိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်းမိမိတို့သက်ဆိုင်ရာနယ်မြေများသို့ရောက်ရှိလာမဲ့ကုညီကယ်ဆယ်ရေးအဖွဲ့များ NGO အဖွဲ့အစည်းများကိုမိမိတို့ကုညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူတကွပူးပေါင်းပြီးဆောင်ရွက်မှခွင့်ပြုပေးရန်လိုတယ်လို့အကြံပတ်စိုးဝင်းကဆိုလိုက်ခြင်းဖြစ်ပါတယ်အချမ်းမဲ့စစ်ကောင်စီကငလျင်တန်တဲ့ဒေတာများကပြည်သူများထံသို့လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုပိတ်ပင်ကန့်သတ်နေပြီးထို့သဖြင့်စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ပြည်သူများထံသို့အကူအညီများမရောက်ရှိစေဖို့တားဆီးခြင်း တိုက်ခိုက်ခြင်းများလှုပ်ဆောင်နေကြောင်းကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးကအေဘီလာ၄ရက်နေ့ကလည်းထုတ်ပြန်ကြေညာထားပါရယ်။အကြမ်းမဲ့စစ်တပ်ဟာတော်လှန်ရေးတပ်ဖွဲ့များစုမိုးနေတဲ့ငလျင်တန်းတဲ့ဒေသကပြည်သူများထံသို့လူသားချင်းစာနာထောက်ထားမှုအကူအညီများမရောက်ရှိစေဖို့အတွက်ပိတ်ပင်နေကြောင်းမလ28ရက်နေ့ငလျင်လှုပ်ခတ်ခဲ့ပြတဲ့နောက်စစ်တပ်ဟာလေကြောင်းတိုက်ခိုက်မှုအပါအဝင်တိုက်ခိုက်မှုပေါင်း53ခုကိုလှုပ်ဆောင်ခဲ့ကြောင်း၎င်းနောက်စစ်တပ်ရဲ့တိုက်ခိုက်မှုပေါင်း16ခုမှာအေဘီလာ၂ရက်နေ့နောက်ပိုင်းစစ်ကောင်စီကအပြစ်အခက်ရက်စဲတယ်လို့ကြေညာပြီးတဲ့နောက်မှာ လောက်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ပြည်တွင်းမှာလည်းစစ်ကောင်စီရဲ့တားဆီးမှုများအပါအဝင်လုံခြုံရေးစိုးရိမ်မှုတွေကြောင့်သခိုင်းမကိုးတိုင်းအပါအဝင်ငလင်တန်းတဲ့ဒေသများမှာလူသားချင်းစာနာထောက်ထားမှုအကူအညီများရရှိခြင်းမရှိကြောင်းဒေသပရာဟိတနဲ့အလူရှင်များကစစ်ကောင်စီထိန်းချုပ်ထားတဲ့သခိုင်းမျိုးပေါ်တွင်သာအကူအညီများလာရောက်ပေးရနေကြရပြီးသခိုင်းမျိုးပြင်ပတော်လိုင်းတက်များထိန်းချုပ်ထားတဲ့ဒေသများသို့တွားရောက်လှူဒန်းရန်စစ်တပ်ရဲ့တားဆီးမှုများခံနေရတယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေထံကလည်းသိရပါဗျာ။